အာစနယ်ကိုချန်ပီယံဆုပေးလို့ရပါပြီ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Goan Sports ကနေပြန်လဲပြီးတော့ဂျိုဆူလိုက်ပါတယ်။ပရီးမီးယားလိသမိုင်းတစ်လျှောက်ပွဲတင်စနစ်ပြီးမှမပေးစားထိတ်ဆုံးကအသင်းဟာဒုတိယနေရာကအသင်းကို6ပတ်ဖြတ်ထားနိုင်ရင်ချန်ပီယံဆုနဲ့မလွဲတော့ပါဘူး။အခုအာစနယ်ကချဲဆီကိုရမှတ်6ပတ်ဖြတ်ထားလို့နောက်ဆက်တနေ့ကျဝေးကွာတဲ့ပရီးမီးယားလိချန်ပီယံဆုဖလားကိုပြန်လည်သိမ်းပိုင်နိုင်တော့မယ်ထင်ပါတယ်။ အာစတန်ကပရီးမီးယားလိပွဲစဉ်၁၂ပြီးဆုံးချိန်မှာမပီးစရာထိတ်ဆုံးနေရာရပ်တည်နိုင်တာ၅ချိန်ရှိပူးပြီးချန်ပီယံဆုနဲ့၃ချိန်လွဲချော်ခဲ့ပြီးပါတယ်။မြောက်လန်ဒန်ဒါဘီမှာစပါအသင်းကိုဂိုးပြတ်အနိုင်ရပြီးတဲ့နောက်အာစတန်ချန်ပီယံဆွမ်းရည်ကိုပြင်တွေ့ခံစားခဲ့ပြန်တယ်။အာစတန်ကိုတားဆီးနိုင်မဲ့အသင်းမရှိတော့ပါဘူး။အစဲကဟက်ထရစ်သွင်းပြီးတော့အာစတန်သူရဲကောင်းဖြစ်ခဲ့ပါတယ်။အစဲကအာစတန်လိုအပ်နေတဲ့အချိန်ဝါကိုယူဆောင်လာခဲ့တယ်လို့အာဒီတာကကြီးကျူးခဲ့တယ်။အစဲကခုနှစ်နွေရာသီမှာမှခရစ်စပယ်လစ်အသင်းကနေ အာစတင်ကိုပေါင်60.5တန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးအသင်းတော်ပြိုင်ပွဲဆုံး16ပွဲမှာတွင်ကို9ကိုတွင်ပေးထားပါတယ်။အစဲကစပါတင်ကို၄ကိုတကူနဲ့အနိုင်ရခဲ့တဲ့ပွဲမှာမြောက်လန်ဒန်ဒါဘီပရီးမီးယားလိပွဲတင်မှာပထမဆုံးဟတ်ထရစ်သွင်းယူနိုင်တဲ့သူဖြစ်လဲတမိုင်းတစ်ချောင်းမှာမှတ်တမ်းဝင်ခဲ့ပါတယ်။အစဲကပွဲတင်လိုက်ကောင်းဆုံးစားမစုကိုလည်းရရှိသွားပြီးပွဲပြီးမှအာရီတာသူ့ကိုချီးကျူးမှုပြုလုပ်သွားခဲ့တာပါ။ကျွန်တော်သူ့တို့အရင်ကပြောရွှင်ပါတယ်။ဘာတောင်လဲဆိုတော့ဒါသူ့အနေနဲ့အသင်းတော်ထူးခြားတဲ့တစုံတရာယူဆောင်ပေးတဲ့နေ့ဖြစ်လို့ပါ။ အရိယာကတော့အသင်းကလိုအပ်နေတဲ့အချိန်ဝါတစ်ခုဖြစ်ပါလေလို့အရိဒါကြီးကျူးသွားခဲ့တယ်။အာစတက်ကောင်းတဲ့အသင်း Universe မှာရှိမယ်မထင်တော့ဘူးလို့အာစတက်ပြိတ္တတိကြွေးကြော်ခွင့်ရခဲ့တယ်။စပါကလက်ရှိရာသီမှာအဝေးခွင့်ရှုံးပွဲမရှိသေးပဲခက်ဆွာဆွာဖြစ်နေလို့အာစတက်ကဦးချိုးပေးလိုက်တာပါ။ဂါဘရီယယ်မရှိတဲ့အာစတက်ခံစစ်ကဆလီဘာဟင်ကပီကလာဖီယိုရီတင်ပါတို့နဲ့အတူဒီငိန်ခိုင်မာလုံးပြီးတော့ကလင်းရှိရဖို့နှီးစပ်ခဲ့ပါလေ။ဇူဘီမန်ရဲ့အမားလေးကြောင့်သာဘေးကိုတကိုခွင့်ပြုလိုက်ရတာရှင်းသာစရာပါ။ အာစတန်အတွက်နိုင်ပွဲဆိုတာလွယ်ကူလုံးနဲ့ရာဖြစ်လာပြီဖြစ်ပြီးကိုဘေးလိုက်ရရင်ကိုတခုခု ဆုံးဆုံးနေရတယ်လို့ခံစားနေရပါလေအာစတန်ကိုမနာလိုသူတွေကဆောင်းဝင်းယောဂါထပြီးဆိုပြီးတော့လောင်ပြောင်နေကြအခုအာစတန်ကဆောင်းဝင်းကစားမှာအမိုက်စားဒါဘီအောင်ပွဲနဲ့တူဆောင်းယောဂါကိုတုံ့ပြန်ပြလိုက်တယ်အာရီဒါကအာစတန်နှစ်စဉ်ခံစားနေရတဲ့ဆောင်းရာသီပပြောက်အောင်အကောင်းဆုံးကုသပေးခဲ့ပါလေဒီလိုပဲအာစတန်အတွက်ဒုတိယလူသချင်းစိုးစရာမလိုတော့ပါဘူးအာစတန်အတွက်အောင်ပွဲခံသချင်းတွေကြိုတင်ဖွင့်လှစ်လို့ရပါပြီ။ အာစလန်နဲ့ပရီးမီးယားလိချန်ပီယံအောင်ပွဲကနီးစပ်တဲ့အဆင့်မဟုတ်ဘဲဒေဂျာလူနီးပါးဖြစ်လာနေခဲ့တယ်။အော့ဖ်တန်စူပါကွန်ပျူတာကရာသီကုန်ဆုံးချိန်မှာမန်စီးတီးကိုရမှတ်9မှတ်ဖြတ်ပြီးတော့အာစလန်သင်းချန်ပီယံဖြစ်လိမ့်မယ်လို့ခန့်မှန်းထားတယ်။အာစလန်ချန်ပီယံဖြစ်နိုင်ခြေရာဂိုင်းနှုန်းက63.6ရာဂိုင်းနှုန်းရှိနေပြီးမန်စီးတီးက22.6ရာဂိုင်းနှုန်းသာရှိနေပါတယ်။လက်ရှိပရီးမီးယားလိချန်ပီယံလီဗာပူးကချန်ပီယံဖြစ်နိုင်ခြေ9ရာဂိုင်းနှုန်းထိကိုကြာဆင်းသွားခဲ့တယ်။ရာသီကုန်ဆုံးချိန်မှာအာစတန်ကရမှတ်80 မန်စီးတီးကရမှတ်83မှတ်လီဗာပူးကရမှတ်68မှတ်ရမယ်လို့အော်ဗတာကခံမှန်းထားပါတယ်ပရီးမီးယားလိရာသီမစတင်ခင်ချန်ပီယံအလေးပေးချက်မှာလက်ရှိချန်ပီယံလီဗာပူးသင်းကရေပန်းစားသုံးဖြစ်ခဲ့ပြီးအာစတန်နဲ့မန်စီးသင်းတို့ကဒုတိယနဲ့တတိယနေရာတွေမှာရှိခဲ့ပါတယ်အာစတန်ကလက်ရှိရာသီပရီးမီးယားလိမှာခံစေပုံစံကောင်းပြသနေလို့နေရာစုံကနေလည်းဂိုးသွင်းနိုင်တဲ့သူတွေများနေပါတယ်ဒေကန်ဘောတွေကလည်းဂိုးရရှိမှုနှုန်းကလည်းအကောင်းဆုံးပုံစံမှာရှိနေပြီးအာစတန်ကတားဆီးရခက်ခဲလို့နေပါပြီ အာစတိန်ကပရီးမီးယားလိချန်ပီယံဆုနဲ့2004ခုနှစ်ကတည်းကဝေးကွာနေတာပါလက်ရှိရာသီမှာအသင်းကိုအကြီးအကျယ်ပြင်ဆင်ထားလို့ဇယ်ဆုနဲ့နှစ်ခုကျော်အမှတ်ပေးချန်ပီယံဆုနဲ့ဝေးကွာမှုကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်ချက်အမြင့်ဆုံးကိုရောက်ရှိနေပါတယ်အာစတိန်ရဲ့လက်ရှိရာသီကပရီးမီးယားလိချန်ပီယံဆုနဲ့အထိုက်အတန်ဆုံးအချိန်ဖြစ်နေပါပြီ။